မုံတိုင်းငယ်အရှိန်ချောင်း24နာရီအတွင်းဒေသအချို့တွင်မိုးကြီးပြီးရုတ်တရက်ရေကြီးနိုင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ိန္ဒိယနိုင်ငံပူရီမြို့ရဲ့အနောက်တောင်ဘက် ရှေးမိုင်35မိုင်ခန့်၊ကိုဘာပူမြို့ရဲ့အရှေ့ဘက်ရှေးမိုင်35မိုင်ခန့်နဲ့ကာလင်ကာပတ္တနံမြို့ရဲ့အရှေ့မြောက်ဘက်ရှေးမိုင်100ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြုနေတဲ့မုန်တိုင်းငယ်ရဲ့အရှိန်ကြောင့်ဒေသအချို့မှာ24နာရီအတွင်းမိုးကြီးပြီးလေပြင်းတိုက်နိုင်တဲ့အပြင်ရုတ်တရက်ရေကြီးရေလျှံထားတွေပေါင်းဖြစ်ပေါ်နိုင်တယ်လို့ဘူလီဝတာနှင့်ဇလံဖေးတာညွှန်ကြားမှုဦးစီးဌာနရဲ့ယနေ့မနက်ပိုင်းတွင်ထုတ်ပြန်ချက်ရ ာသိအောင်ပါထေဒီကနေ့မနက်ကနေနောက်24နာရီအတွင်းဒေသအချို့မှာ နေရာစိတ်စိတ်ကနေနေရာအနှံ့ပြားမိုးထစ်ချုံရွာပြီးအချို့ဒေသများတွင် နေရာကွက်ပြီးမိုးကြီးထားတဲ့အတူလေပြင်းတိုက်ခတ်ထားတွေဖြစ်ပေါ်နိုင်တယ်လို့ဖော်ပြထားပါတယ်မုံတိုင်းငယ်ကြီးရဲ့ရှင်ချောင်းမိုးတန်းထန်စွာရွာသွန်းထားလေပြင်းတိုက်ခတ်ထားရုတ်တရက်ရေကြီးထားနဲ့ပြေပြူရာဆော့တဲ့တဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်နိုင်တယ်လို့ဆိုပါတယ် ဒါကြောင့်ကုန်းမြင့်သေးတာနီးမှာနေထိုင်ကြသူတွေရဲ့အနေနဲ့မြေပြိုမှုအနေရဲ့နဲ့မြင်ငယ်ချောင်းငယ်များနီးမှာနေထိုင်ကြသူတွေရဲ့အနေနဲ့ရေကြီးရေချမ်းထားကိုချိုးတင်တည်ပြုနိုင်ကြဖို့အတိပေးထားပါထဲ့အလားတူပြည်တွင်းလေချောင်းပြန်တန်းရှိမြမကန်ယူရန်တချောင်းနဲ့ကန်လွန်ပင်လယ်ပြင်တို့ရှိကန်ဒီကန်ဝေငါဖန်းရှိရင်တွေတင်မော့တွေအနေနဲ့လဲကြိုတင်သတိပြုနိုင်ချဖို့အတိပေးနှိုးဆော်ထားပါထဲလို့သိရပါထဲရှင်။